အရေးကြီးစစ်ထက်မှာနောက်ဆုံးအရေးကတော့အများကြားဘူးပြည်သားဖြစ်တယ်အဝီစိငရေမဟာအဝီစိငရေကြီးလို့လည်းဒီလိုခေါ်တယ်ဒီငရေကိုကြားတတ်တဲ့ပုံကိုယ်တွေကတော့အလုံးအပြစ်ကြီးလေတဲ့ပုံကိုယ်တွေအာနန္ဒရိယကံ၅ပါးကိုလွန်ကျူးတတ်တဲ့ပုံကိုယ်တွေအာနန္ဒရိယကံ၅ပါးဆိုတာသီတိအခြားမှာသေချာပေါ့ငရေကြားစင်တိုင်းအကုသို့ကရုဂံကြီး၅မျိုး အမေကိုတတ်မယ်အဖေကိုတတ်မယ်ယဟန္တာကိုတတ်မယ်နော်တန်ခါကိုသင်ခွဲအောင်လုပ်မယ်ဖရာရှင်ကို သွေးစိမ်တီအောင်တန်းရအနာရယဖြစ်အောင်လုပ်ဒီအနန္တရိယကံကြီးငါးပါးကိုလွန်ကျူးထားတဲ့ပုံကိုယ်တွေဟာလည်းပဲဤငရဲကိုကြားရတဲ့ နေရနာမိစ္ဆာဒိဋ္ဌိတို့ကအလုံးမတန်ခိုင်မြဲတဲ့မိစ္ဆာဝါဒရှိတဲ့ပုဂ္ဂိုလ်တွေလည်းဒီငရဲကိုကြတတ်တယ်။အကုသိုလ်ကရုကံရှိတဲ့ပုဂ္ဂိုလ်တွေကြရောက်တတ်တယ်။အကုသိုလ်အမတန်ကြီးလေးတဲ့အပြစ်ရှိတဲ့ငရဲကိုပြည့်စုံတဲ့ကြီးလေးတဲ့အပြစ်ရှိတဲ့ပုဂ္ဂိုလ်တွေကြရောက်တတ်တဲ့ငရဲမို့လို့ဒါမဟာအဝိဇ္ဇငရဲတို့တည်းခေါ်တယ်။နာမည်ကအဝိဇ္ဇပါဠိစကားလုံးနော် သူကနှစ်ပါးဒီနှစ်ပုတ်ကိုတွဲထားတာအကတဘောဝိစီကတဘောဝိစီအကြအလတ်တဲ့အကမရှိဘူးတဲ့အကြအလတ်မရှိဘူးနော်ဒီတော့ဒီငရဲကြီးမှာ၃မျိုးအကြအလတ်မရှိဘူးတော့ငရဲကြီးတစ်ခုလုံးမိတော့မိလျံလွတ်တဲ့နေရာဆိုတာမရှိဘူး မိတော်မိလျာနဲ့ရဲရဲပြောင်ပြောင်ပြည်ပြီးတော့နေတဲ့အကြအလက်မရှိဘူးမိမိတော်မိလျာငလျဲမိတော်မိလျာနော်ရိုးရိုးထင်းပြီးကံမိဒီနေ့ခင်မိမဟုတ်ဘူးငရဲမိတော်မိလျာအကြအလက်မရှိခြင်းတမျိုးနတ်တကုငရဲသားတတော်ဝါတွေဟာလည်းအကြအလက်မရှိဘူးပြည့်သိလို့ပြည့်တယ်လို့တော့နောက်ထပ်မဆန့်တော့မအောင်မင်းနဲ့နော်ဒါသူငရဲရဲ့သဘောတဘာဝကိုပြောပြတယ် ရဝါဒေအထောင်သိမ့်တန်ဂရေရာပေါင်းများစွာဂရေသိမ့်ပေါင်းများစွာရောက်လာတော့လည်းပဲမဆန့်ဘူးဆိုတာမရှိဘူး။ဒါမှမဟုတ်ဒီငရေရဲ့သဘောတဘာဝကအဲ့ဒါလို့နော်။ငရေသားတော်ဝါတွေပြည့်နှံ့လို့တခါတည်းသူကဆိုလည်းငါတို့တခြားငရေတွေကအော်ခဲခွင့်လှုပ်ရှားခွင့်ပြေးလွှာခွင့်တချို့ရသေးတယ်။ဒီငရေမှာတော့အဲ့လိုအော်ခဲပြေးလွှာလှုပ်ရှားဖို့ရနေရာတောင်မရှိဘူး။ပြည့်ညက်နော်ဟုတ် ဝါကြီးတော့တဲ့မှာမုံညင်းစေတို့နှမ်းစေတို့ခါရပြိတ်သိပ်ပြီးတော့ထဲ့တာတလို့ပဲအလုံးမှာမလူးတာမလဲ့တာမလောက်တာခံစားကြရဇင်တဝရကြီးဒီငရဲကိုကြတာပဲနော်အရာတရိတာဘုရားရှင်ကိုသွေးစင်တရားလောက်ခဲ့တယ်တန်ခါကိုအုပ်စုကွဲအောင်တန်ခါပေတကကံတို့ရောက်အောင်ဆင်တဝရဟာဆောင်ရွက်ခဲ့တယ်ဒါကြောင့်ဒီငရဲကိုအရှင်တဝရကြားရောက်တယ်ပေါ့ဒါနမတ်နဲ့အပြည့်နေတာက ငရေသာတော်ဟာအကြအလက်မရှိဘူးပြည်နံပါတ်3ဒီငရေကြီးမှာကြားနေတဲ့ပုဂ္ဂိုလ်မှာဆင်းရဲဒုက္ခဆိုတာလည်းအကြအလက်မရှိဘူးတဲ့ချမ်းသာလုံးဝလုံးဝကိုမရှိတဲ့နည်းနည်းလေးမှသိချမ်းသာမှုကိုချမ်းသာမှုကိုမရရှိနိုင်တဲ့ဒုက္ခတွေဆင်းရဲတွေအကြအလက်မရှိခံစားနေရတဲ့ငရေဟာအဝိဇ္ဇငရေ အကြမ်းလက်မစတာ၃မျိုးပြတ်မှတ်ကြ။နံပါတ်၁မရဲမိတော့မိလျံတို့အကြမ်းအလက်မရှိခြင်းနံပါတ်၂မရဲသားတရားတို့အကြမ်းလက်မရှိပဲပြည့်သိမ့်နေခြင်းနံပါတ်၃ဆင်းရဲဒုက္ခတို့အကြမ်းအလက်မရှိပဲအမြဲပြင်းပြတော့ဆင်းရဲဒုက္ခကိုခံစားရခြင်းဒီအကြမ်းနဲ့မရှိစဉ်သုံးမျိုးနဲ့ပြည်စုံတဲ့ငရဲကိုအဝိစိငရဲလို့ဒီလိုခေါ်ပါတယ်နော် အေးအရာအမတကြီးတဲ့အကုသို့ကရုကံကိုလွန်ကျူးတဲ့ပုံပေါ်လေဟာဟောဒီအဝိဇ္ဇငရဲ့ကြီးကိုကြတတ်တယ်။လောကကြီးမှာငါလေးငါထိုးဘကိုးရောက်ရောက်ငါမြင်းငါဆိုင်ဇကိုင်းရောက်ရောက်ငါအเจ้าငါထိုင်မခိုင်ကျူးကြဆိုပြီးထင်ရမလုပ်ကြနဲ့။အဲ့လိုထင်ရလုပ်လိုက်လို့ပြုပြင်လို့မရတော့အောင်ကြီးလေတဲ့အကုသို့ကရုကံကိုရောက်ရင် ရုပ်ကံရဲ့ထုံးစံဟာသိပြီတာနဲ့ဟောဒီအဝိဇ္ဇငရဲ့ကိုတန်းပြီးတော့ပို့တတ်တယ်။အဲ့ဒါတန်းရောက်သွားလိမ့်မယ်နော်။ဘယ်နဲ့ရောသူကတိဘောင်မှာအနာတောင်ကတ်လိုက်ရမှာမဟုတ်ဘူး။ဒါကြောင့်မလို့တခါတည်းစိတ်ထင်ရတယ်ကိုစွတ်ပြီးတော့လောက်မယ်ဆိုရင်ဘုရားမြတ်စွာဟောကြားထားတဲ့ဟောဒီငရဲ့ကြီးကိုကြားရောက်တတ်တယ်ပေါ့။အဲ့ဒါမဟာအဝိဇ္ဇငရဲ့ကြီးပေါ့နော်။အကြအလတ်မရှိမိလျံအကြအလတ်မရှိငရဲ့သားတတော်ပါ။ အကြမ်းလက်မရှိဆင်းရဲဒုက္ခတွေနဲ့ပြည့်စုံတဲ့မရေ